ျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါအဲ့တော့ AAC ကိုရိတ်ခါတွေကဘယ်ကသွားနေလဲဆိုရှင်တော့ကျွန်တော်စစ်တက်ကပဲသွားနေတာလို့ကျွန်တော်သုံးသပ်လို့ရတယ်။ဘာကြောင့်လဲဆိုတော့အကျွန်တော်နံပါတ်ရောမပြောပါဘူးเนาะအဲဘယ်လိုခေါ်မလဲဆိုရှင်ရှိတယ်ခု AA ကို AAC ကိုရိတ်ခါမသွားရဘူးကြော်လို့မရပါဘူးပေါ့เนาะအဲအဲ့လိုမျိုးရှိတယ်။ထားပါတော့ အေကသူတို့ရိတ်ခါဝင်ပေါက်ပဲရှိနေဆိုရှင်ကျွန်တော်တို့ဒီမင်းတုံးမကွေးဘက်ကဝင်ပေါက်ရှိမယ်နော်ဒီဘင်္ဂလားဒေ့ရှ်ဘက်ကဝင်ပေါက်ရှိမယ်အိန္ဒိယဟိုပလဝဘက်ကနေပြီးတော့ဝင်ပေါက်ရှိမယ်အဲပလဝဘက်ကနေအောက်ကိုဆင်းလာဖို့ဆိုတာလေတော်တော်လေးခက်ခဲပါတယ်နော်နောက်ထပ်ဘင်္ဂလားဒေ့ရှ်ဘက်ကလာဖို့ဆိုတာလေဘင်္ဂလားဒေ့ရှ်ဆောင်မြန်မာပြည်ကဆန်နေပါလေဝယ်နေရတဲ့အခြေအနေမျိုးရှိတယ်နော်အဲ့တော့တောင်ဘက်ကနေထောင်တက်သွားဖို့ဆိုတာလေကျွန်တော်တို့ဒီ ချောင်းရွှေတောင်ရံတို့ဘာလို့ထောင်တက်သွားလို့ဆိုတာလည်းမဖြစ်နိုင်ဘူး။ကွာဘက်ကလည်းကြော်ထက်သွားလို့ဖြစ်နိုင်ဟုတ်လား။ပြီးတော့ဟိုဘက်ကလာမယ်ဟေ့ကျွန်တော်အနောက်ဘက်ကဆက်လာမယ်ဟေ့ဆိုလို့ရှိရင်တော့လည်းပါတယ်။ကျွန်တော်တို့အေးအေးကျွန်တော်ရခိုင်ပြည်နယ်ရဲ့အခြေအနေပေါ့။ဘကိုးဘက်ကရိတ်ခါဝင်ဝင်မဝင်ရင်မကွေးဘက်ကဝင် ARV ဘက်ကနေပြီးတော့ဝင်ဝင်နော်။ဒီသုံးလမ်းဝင်လို့ရမယ်။ဟိုမြောက်ဘက်ကချင်းပြည်နယ်တော့တော့ငတ်နေတာ။ဟုတ်ပလား။အဲ့ဘက်ကနေဆင်းလာဖို့ဆိုတာလည်းမလွယ်ဘူး။အဲ့တော့ဝင်ပေါက်ကဘင်္ဂလားဒေ့ရှ်ကနေနော်စစ်တွေကြောက်ဖြူ။ စစ်တွေကြောက်ပြူဆိုတာတော့စစ်တပ်ကအခုထိန်းချုပ်ထားတဲ့နေရာလေးဖြစ်တယ်အဲ့တော့အဲ့ဒီကနေဝင်မယ်ဟေ့ဆိုလို့ရှိရင်တေချာတယ်ဒါစစ်တပ်ကနေပြီးတော့ရိတ်ခါအေးအေးကိုပြန်ပို့ပေးနေတာပဲဖြစ်တယ်အဲ့တော့ကျွန်တော်ဒီကိုမောင်မက်များစဉ်းစားစီကျင်တာနော်အေးအေးဘာကြောင့်မို့လို့လက်နက်စက်ရုံမရှိတဲ့အေးအေးကကြည်ဖောသည်ပြစ်ပြီးတော့စစ်စခန်းတွေကိုတောက်လျှောက်သိမ်းနိုင်လေဒါကစဉ်းစားစရာနံပါတ်၁ချက်နော်နံပါတ်၂ချက်အနေနဲ့ကရိတ်ခါဆိုတာရခိုင်ပြည်နယ်ကပြည်မကပို့တဲ့စံအောင်စားနေရတာနော် ခိုင်ပြည်နယ်မှာဆန်ကအခုသူ့ဘာနဲ့သူတော့မှအခုဟိုမှာစိုက်ပျိုးရေးတဲ့အဆင်မပြေနော်ဟိုမွေးမြူရေးတဲ့အဆင်မပြေတဲ့အခြေအနေမျိုးတွေဖြစ်နေတာရိတ်ခါနော်လောင်စာစီဘယ်ကဝင်မလဲဘင်္ဂလားဒေ့ရှ်ကဝင်လို့တော့ရတယ်အဲဘင်္ဂလားဒေ့ရှ်စပေါ့တော့ရှိမယ်နော်ဒါလည်းဘင်္ဂလားဒေ့ရှ်ကသူတို့ကိုတရားဝင်ထောက်ပံ့တဲ့ပုံစံမျိုးဖြစ်မှာဆိုတော့ဘလို့မှရောင်းမှာမဟုတ်ဘူးအဲ့တော့လောင်စာစီတွေဝင်ဖို့ဆိုတာလည်းကျွန်တော်ကျွန်တော်ကျွန်တော်ပြောတဲ့မကွေးရဲ့အောက်ကိုဆင်းလာရင်ပဲခိုးရဲ့အောက်ကိုထပ်ဆင်းလာရင် AR တွေရဲ့နောက်ဘက်ကထပ်သွားမယ်ဟေ့ဆိုရှင်ကြောက်ဖြူစစ်တွေကပဲဝင်လို့ရမယ်ဟုတ်ပါလား ဲ့တော့ဒီဆန္ဒကျွန်တော်ပြောသလို gate တွေ gate တွေမှာစောင်းတဲ့ကျွန်တော်တို့ရဲ့ဒီစစ်တီလေးတွေပေါ့ဗျာစစ်တီလေးတွေဆိုတာတက်ချက်ကြီးအစင်းလောက်ပါတက်ချက်ကြီးအစင်းလောက်ထိုင်မယ်စစ်သားလေးတွေအစင်းလောက်ထိုင်မယ်ကျွန်တော်တို့နှစ်ပွင့်နဲ့ဘိုးအစင်းလောက်ထိုင်မယ်သုံးပွင့်နဲ့ဘိုးကြီးအစင်းလောက်ထိုင်မယ်ဒါတွေအားလုံးဒီတရင်မှုတွေကနေပြီးတော့လက်မှတ်တော်လကောင်ထွေအုပ်တွေရဲ့လက်မှတ်တော်လကောင်ကြော်လာပြီးဟိလာပြီးဟိဆိုလို့ရှိရင်ဒီဒီ gate တွေကဘလိုပဲဖြစ်ဖြစ်ပေါ့နော်ဘာမောက်ကိုဆက်ပြီးတော့ ပြေကထောက်ဖို့ကတဲ့ပို့ပေးထားတဲ့ဟုတ်ပြီတစည်းကိုတဲ့သိန်းဘလောက်လဲသိန်းတောင်းလဲဟုတ်လားအော်ဟုတ်ပြီအဲ့တော့ကိုမဟုံးနဲ့လွမ်းပြေသွားတဲ့ချင်းကြီးဟုတ်ပြီကျေးဇူးတင်ပါတယ်နော်ဖြစ်နိုင်တယ်အဲ့တော့ဆိုလိုချင်တာကအဲ့ဒီ gate တွေကိုကြော်ဖို့ဆိုတာတယင်းမှုတွေနော်တယင်းမှုတွေနောက်ထပ်ဒီထားပါတော့ G1 တွေပေါ့ဗျာနော် G1 တို့ G2 တို့ဒီလိုလူမျိုးတွေက ထောက်ပုံမလုပ်ဘဲနဲ့ AAC ကိုရိတ်ခါဘယ်တော့မှမရောက်ပါဘူးနော်ရိတ်ခါဘယ်တော့မှမရောက်ဘူးအဲကျွန်တော်ထပ်ကြားသိရတဲ့ဖြစ်ရလေးတစ်ခုတော့ပြောလိုက်မှာပေါ့ဗျာနော်ဒါကျွန်တော်သိတယ်ဆိုတော့သိစေချင်တာပါဆာယဖဆာယဖကကိဆောင်နော်ကိဆောင်နဲ့သူဆာယဖသူရာဒူးလေးကြီးလိုက်တဲ့ခါကျတော့ရာဒူးလေးက3 3ရင်းနဲ့တက်ချက်ကြီးအဆင့်ဖြစ်တယ်အဲ့တော့ ဒီလမ်းကြောကိုဒီကားကဖြတ်မှာဖြတ်မှာဆိုတော့ဒီကားထဲမှာကရိတ်ခါလေးပါတယ်ဒီရိတ်ခါလေးကဘယ်ကိုသွားမလဲဆိုတော့အေးအေးထိမ့်ချုံနေမြေကိုသွားမှာသွားတဲ့ခါမှာအဲ့ဒီတက်ချက်ကြီးကတားတားတဲ့ခါကျတော့အဲ့တက်ချက်ကြီးကဘသူ့ကားကိုတားမိရလဲဆိုတဲ့ခါကျတော့တယင်းမူကားကိုတားတားတဲ့ခါမှာတော့အဲ့တယင်းမူနဲ့ညိလို့နောက်ဆုံးပြတော့တက်ချက်ကြီးကလွင့်သွားတယ်အဲ့ဒီဖြစ်ရလေးရှိတယ်ဒီလောက်ထိဒီလောက်ထိလို့ရှိတယ် အဲ့တော့ဆိုလိုချင်တာကဒီလိုအခြေအနေမျိုးမှာပေါ့နော်ဟိုစစ်တိုက်နေတဲ့အခြေအနေမျိုးမှာခင်ဗျားတို့ဒီတရင်မှုတွေရဲ့ကားတွေနဲ့ဟို AAC ကိုရိတ်ခါပို့နေတာ၄เนาะဒီနောက်ထပ်ထွေအုပ်တွေရဲ့လက်မှတ်တွေနဲ့ AAC ကိုရိတ်ခါပို့နေတာ၄ရိတ်ခါကြီးပဲဆိုတော့အကြောင်းမဟုတ်ပါဘူးကြည်တွေပါသွားမလားအဲဒါတွေကလည်းထပ်ထပ်စဉ်းစားစရာတွေဖြစ်တယ်เนาะအဲ့တော့ဘာကြောင့်မို့လို့ဒီဖယဲသီးရဲ့ဖယဲသီးလားဒါမှမဟုတ်ရှိရင်လေဖယဲသီးလို့တော့ကျွန်တော်မဆိုခြင်းဘူးကြာဘာကြောင့်လဲဆိုခြင်းသူတို့တွေက တနည်းအားဖြင့်ဟိုငွေပေါ့ငွေကဆက်လာကျွန်တော်အေအေကသူရထားတဲ့ပတ်စံတွေကငွေစေဝါးချောက်ရထားတဲ့ပတ်စံတွေတအားပေါ်ပါလေပေါ်တဲ့ခါမှာရိတ်ခါကသူတို့လိုတဲ့ရိတ်ခါတွေအကုန်လုံးကနှစ်ဆသုံးဆပေးပြီးဝယ်တယ်ဝယ်တဲ့ခါကျတော့ဒီကုံတွေတွေကကုံတွေတွေအနေနဲ့ကရိတ်ခါတွေကဘယ်ကတည်မဲဆိုရင်ကြောက်ဖြူကတည်မဲစစ်တွေကတည်မဲကျွန်တော်တို့ ARV တိုင်းကတည်မဲမကွေးကတည်မဲအဲ့တည်တဲ့လမ်းကြောင်းမှာဂိတ်ကြောတွေရှိမှာဂိတ်တွေရှိမှာနော် ဒီဂိတ်တွေအားလုံးကိုကျော်လို့ရဖို့ဆိုတာစနာကျွန်တော်ပြောရတဲ့ဒီတယင်းမှုတို့ထွေအုပ်တို့နော်အကြီးကဲတွေရဲ့လက်မှတ်ပေါ့နောက်ဆုံးပိတ်ပေါ့အခုဆိုကျွန်တော်ကြားလာတော့ရောဂျူဂျူလာအမျိုးကွာဆိုပြီးတော့နော်ဈေးခါတည်နေတဲ့သူတွေအထိရှိတယ်လို့တော့မှကျွန်တော်တို့ကြားသိလာရတယ်ပေါ့နော်အနောက်ထပ်ပို့ဆိုးတာက ARR တကြောမှာရှိနေတဲ့နာမည်တော့ကျွန်တော်ပြောပါအောင်နာမည်ကအစကျွန်တော်တို့ဟိုမပြောသင့်ဘူးเนาะဒါတို့ပါတော့လည်းပဲဒါမျိုးဖြစ်ရတယ်ဖြစ်ရခဲ့တခုအနေနဲ့ဒါစင်ငင်ရမယ့်အရာတွေပေါ့ ဆိုလိုချင်တာကအဲ့ဒီမှာရှိနေတယ်ဒီစာယတာတို့မဆာဖာတို့စာယဖာတို့เนาะဒီအုပ်စုတွေသူတို့တွေကသူတို့တွေကိုယ်တိုင်ကိုကအေးအေးကိုအေးအေးကိုစက်ချေးပေးပြီးတော့အေးအေးကိုထောက်ဖို့ပြန်လုပ်တဲ့ပုံစံမျိုးတွေရှိတယ်။ဘာကြောင့်လဲသူပစ္စည်းတွေသူအကျိုးစီးပွားပုံမှာခြေခံနေရတယ်ရှိတယ်ပေါ့နော်။အဲ့တော့စစ်တပ်ထဲမှာဖျက်သည်များလာလားဒါမှမဟုတ်ရှင်ကိုကျူးစီးပွားကိုအဓိကထားတဲ့ခေါင်းဆောင်တွေများနေတာလားဆိုတော့ကျွန်တော်အဓိကထားအဓိကထားပြီးနေသိစေချင်တာ။အကိုကျူးစီးပွားလား ကိုကျိုးစည်းဝါဆိုလို့ရှိရင်တော့လေအဲဒီလိုအခြေအနေမျိုးမှာပေါ့နော်ချမ်းသာခြင်းနဲ့စိတ်ကိုနည်းနည်းလျှော့ပါအဲ့တော့ဖယဲသီးဆိုရင်တော့ကျွန်တော်တို့ရှုံချပါလေဗျာနော်အဲရှုံချလဲဆိုတာသိစေချင်တာအဲ့တော့အခုလက်ရှိကျွန်တော်အဓိကပြောချင်တာက AAC ကိုဝင်နေနိုင်ဟိုဝင်နေတဲ့ဒီရိတ်ခါလမ်းကြောင်းတွေအကုန်လုံးကယာလူကြီးကြီးမားမားတွေကိုတိုင်းကိုကဒီလက်မှတ်တွေနော်ယာလူကြီးကြီးမားမားတွေကိုတိုင်းကိုကအဲအပုတ်အယူအပုတ်လုံနေဆိုတော့သိစေချင်တယ် အဲ့တော့လုံးဝကိုဖြစ်နေပြီဆိုတော့ကျွန်တော်တို့ပြောခြင်းနဲ့အဲ့တော့စစ်တပ်အနေနဲ့အေအေနဲ့ပတ်သက်တိုင်းမှာစစ်အဓိကပေါ့နော်စစ်ရှုံးပြီးခံခံလာရတယ်ဆိုတာကတော့ဖြောက်မှတ်ခြင်းတိုင်းဖြောက်မှတ်လို့မရဘူးစစ်တပ်ထဲမှာယာလူကြီးကြီးမားမားလည်းမဟုတ်ပါဘူးဖောက်ပြန်နေလို့ရှိရင်တော့ဆောနာကျွန်တော်ပြောတယ်ဗျူဟာမှု၃ရောက်တော့မှပဲစီအခြေအနေရလက်ကောင်းတဲ့အချိန်မှာလုံးဝပြောင်းလိုက်တာလည်းရှိတယ်နော်ဖြောက်မှတ်လို့မရတဲ့အခြေအနေမျိုးတွေရှိတယ်အဲ့တော့ကိုခင်ဗျားတို့ဘယ်လိုဂိုင်းတွေမလဲစစ်တပ်မှာဖျက်သီးတွေကိုကျိုးစည်းဘွားရှာတဲ့အရာရှိတွေတအားကိုများနေပြီနော် ဒါကြောင့်မလို့စစ်တပ်စခန်းတွေကတချို့စခန်းတွေကတိုက်ဆရာမလို့ပဲနောက်ဆုံးသွားအခုအေအေကထားပါတော့တိုက်တဲ့နေရာတွေအကုန်လုံးပေါ့ဗျာနော်ကျွန်တော်ပြောပြပါမယ်ဒီအေအေအသေးအကြီးတိုက်ခဲ့ရဆိုလို့တနေရာပဲရှိတယ်နော်ရခိုင်ပြည်နယ်တစ်ခုလုံးမှာအေအေအသေးအကြီးတိုက်ခဲ့ရတနေရာပဲရှိတယ်အဲ့တနေရာကဘယ်နေရာလဲဆိုရှင်ပလောဝလို့ပြောလို့ရနော်ပလောဝမှာရှိတဲ့ဒီနော်ဘူးပြူဟာလို့ပြောလို့နော်အဲ့ဒီပြူဟာကုန်းတွေတိုက်တဲ့ခါမှာအေအေအသေးအကြီးတိုက်ခဲ့ရတယ်ကျန်တဲ့နေရာကြီးတော်တော်များများကဖယဲသီးနဲ့ငွေကြီးနဲ့ ရင်းပြီးတိုက်သွားတာ။မတိုက်တိုက်เสียမလို့ပဲနဲ့နဂါကစခန်းနဲ့အားလုံးတော်တော်များများကတိုက်เสียမလို့ပဲနဲ့ကြာသွားတဲ့အခြေအနေမျိုးတွေရှိတယ်။နော်တိုက်เสียမလို့ပဲနဲ့ဟိုဘယ်လိုခေါ်မလဲဆိုရှင်ညှိနှိုင်းပြီးတော့နောက်ဆုတ်သွားတာတွေရှိတယ်။ဒီထက်ပိုပြီးဆက်ပြောရမယ်ဟေ့ဆိုလို့ရှင်တရင်တရင်လုံးအေးအေးလက်ထဲမှာအခုသင်တန်းတော်ပြန်ပေးနေတဲ့အခြေအနေမျိုးတွေရှိတာကြတော့ကျွန်တော်ပြောရင်တော့မလားဗျာ။အတရင်နာမည်တော့ကျွန်တော်မပြောချင်ဘူးနော်။တရင်တရင်လုံးပျောက်သွားတယ် ။ခင်ဗျားတို့ဒါတော့ဆိုကျွန်တော်ပြောရင်သိတယ်။တရင်တရင်လုံးကြောက်သွားတယ်။အဲ့တရင်လုံးကြောက်သွားတာဘယ်ကမှဘာအတန်းမှထွက်မလာဘူး။သို့ပါတော့လည်းပဲဒီတရင်ကဘယ်ကိုကြောက်သွားလဲ။အေးအေးလက်ထဲမှာရှိပြီးတော့ညှိနှိုင်းပြီးတော့ဝင်သွားပျောက်သွားတာပုံများ။အဲ့တော့အေးအေးကရခိုင်ပြည်နယ်ကိုတိုက်သွားတာစစ်တိုက်ပြီးတော့နိုင်သွားတယ်ဆိုတာလည်းဆိုလို့ရှိရင်တစ္ဆာရှိတဲ့သူတွေတိုက်သွားကြတယ်။သို့ပါတော့လည်းပဲတစ္ဆာမရှိတဲ့တဝက်လောက်ကတဝက်လောက်ကငွေကြီးစံနေမိပြီးတော့အေးအေးထာမှာခိုလုံသွားတယ်။ ငွေကြီးစံအဓိကစကားပြောသွားပါလေကျွန်တော်သုံးသက်တယ်ပေါ့နော်အဲ့တော့ငွေကြီးစံအဓိကတော့အထက်ဒီအပွင့်နေအပွင့်နေအခက်တွေနည်းနည်းလေးရှောင်ရှားရမယ့်အခြေအနေမျိုးတွေရှိရဆိုတော့နော်စစ်ကိုနိုင်တယ်နော်အဲ့တော့အခုတပ်မတော်မှာဖြစ်တဲ့စစ်တွေတော်တော်များများမှာတော့အဲ့ဒီငွေကြီးစံနေအဓိကစကားပြောနေပါလေနော်အဲ့တော့စကမ်းတွေတစ်ခုတစ်ခုကြာနေတာငွေကြီးစံနေပါစစ်တိုက်ကောင်းလို့နိုင်သွားတာမဟုတ်ပါဘူးအမ်ကြာသွားတဲ့အချိန်မှာနော်ဟိုနပ်ပါခကြာသွားတဲ့အချိန်မှာဟိုခိုင်သူကပြောရတဲ့စကားကြီးထဲမှာရှိပါလေ ကျေးဇူးတင်တင်တင်ထိုက်တဲ့သူတွေဆိုတဲ့စကားနော်နည်းနည်းလေးခင်ဗျားတို့အလကားမဟုတ်ဘူးဆိုတော့သိစေချင်တယ်နော်အဲ့တော့အဲကျွန်တော်အဓိကပြောချင်တယ်ဒီဖျဲသီးတို့ပဲပြောမလားကိုကျိုးစီးပွားတွေကြောင့်စစ်တပ်ကအခုရှုံးလာတအိအိနဲ့ရှုံးလာတာလို့ပြောရမှာပေါ့နော်အခုအင်းတော်ကြာလာဆိုလို့ရှိရင်ခင်ဗျားတို့ဝေဝေးမချင်းနဲ့အင်းတော်မှာလက်နက်ကြီးတွေထားခဲ့တယ် drone drone တွေထားခဲ့တယ်နော် drone တွေအကောင်အကောင်းတိုင်းထားခဲ့တာနော် စနိုက်ပါတွေစပက်ရှယ်ထားခဲ့တယ်။လက်နက်ကြီးတွေပြည့်စုံအကုန်လုံးအကုန်လုံးအကုန်လုံးကောင်းအကောင်းတိုင်းထားခဲ့တာ။ဒီလိုမျိုးနောက်ဆုတ်တာမှဖျဲသည်မဟုတ်ဘူးဆိုရင်ဘယ်အရာကိုခင်ဗျားတို့ဖျဲသည်ခေါ်မလဲကြာနော်။ပြီးတော့ရန်သူလက်ထဲမှာမိသွားတယ်။ရန်သူလက်ထဲမှာမိသွားတယ်။ဟော။နောက်ဆုတ်တယ်မိသွားတယ်။အသေးခံမတိုက်ဘူး။ဟုတ်။ဒီတော့လဝါရိုက်သလားဆိုတာကျွန်တော်တို့ဒါမေးမြန်းရမယ်မေးကိုမဖြစ်သွားဘူးလား။နော်။ ခုမြေပြင်သတင်းတွေဆက်လက်ပြီးတော့ကြားသိလာအခြေအနေမှာတော့ KIA နဲ့ညှိနှိုင်း KIA ဘောင်ဖြစ်ပါတယ်အဲ့ဒီမှာရှိနေသူတို့လာတိုက်တဲ့အဖွဲ့ဆောင်အဖွဲ့ဆောင်နဲ့ညှိနှိုင်းနေညှိနှိုင်းတဲ့အခါမှာငါတို့နောက်ဆုတ်ခွင့်ပေးနောက်ဆုတ်ခွင့်ပေးမယ်ဟေးဆိုလို့ရှိရင်ဒါကဟိုနောက်တနေရာမှာထွက်တဲ့သတင်းပေါ့ဗျာနော်တမခွန်ခွန်ခွန်တမမှုကငါတို့နောက်ဆုတ်ခွင့်ပေးအပေးလို့ရှိရင်ငါတို့ဘာပစ္စည်းမှဟိုဘယ်လိုခေါ်မလဲအကုန်လုံးထားခဲ့မယ်ဆိုတဲ့ပုံစံမျိုးလက်ဝါးရိုက်ပြီးနောက်ဆုတ်သွားတယ်နောက်ဆုတ်သွားတော့ PDF ကဖမ်းတယ်ဆိုတဲ့ပုံစံမျိုးဒါကနံပါတ်၁ချက် နောက်ထပ်နံပါတ်2ချက်ကတော့ဒါကျွန်တော်ယူဆလို့ရပါပြီယူဆလို့ရတယ်ဆိုတာတမမှုကိုယ်တိုင်ကိုကြကိုကတပုံနဲ့ပူပေါင်းသွားတာလို့ယူဆလို့ရတယ်နော်တပုံနဲ့ပူပေါင်းသွားလို့ယူဆလို့ရအင်အားပြအင်အားလည်းတော်တော်ရှိပါတယ်လက်နက်တွေလည်းတော်တော်ကောင်းပါတယ်နော်ခုနလောက်လောက်လည်းခံတိုက်လာပါတယ်ဟုတ်လားနောက်ဆုံးပြီးတော့တပုံနဲ့ပူပေါင်းလိုက်တဲ့ပုံစံမျိုးသွားတွေ့ရတယ်အဲ့တော့ဖမ်းသွားတယ်တည်သွားတယ်ဆိုပြီးတော့သူတို့ကိုလွတ်မြောက်နေပြီဆိုပြီးတော့ကျွန်တော်တို့ထိုင်းမြန်မာနယ်စပ်တို့လို့ ဲ့ဒီလိုနေရာမျိုးမှာအသေးစင်းပြပြီးတော့အဲ့မှာသွားနေနေတော့သွားနေနေတော့လက်နက်ချစစ်တီတွေအများကြီးရှိရဲဆိုတာသိစေချင်တယ်နော်။နောက်ဆုံးဒုက္ခသည်စခန်းတို့တို့ကအခုကလည်းနေမြေတတော်များများလည်းတို့ဆုံးမထားနိုင်တာရှိတော့ဟုတ်ဗျာနော်။အဲ့ဒီအတွက်ကြောင့်မလို့တို့နေမြေထဲမှာသွားနေနေကြပြီဆိုတော့ဒါမျိုးတွေဖြစ်နေအဲ့တော့စစ်တပ်မှာကအခုချိန်ထိကြာရှုံးမှုတွေအတိုင်းမှာဖယဲသီးနဲ့ကိုကျူးစီးပွားအုပ်စုတွေအကြောင်းသာလင်းစစ်တပ်ကတဖြည်းဖြည်းနဲ့ ဒီနောက်ဆုံးနေရတာတွေရှိတယ်လို့ကျွန်တော်တို့ကတော့တပြေးပြေးနဲ့သုံးသပ်လာရပြီအဲ့တော့ဒီထက်ပိုပြီးတော့အဖျဲသည်ဒါတမခုံခုံကိစ္စကိုတော့ကျွန်တော်တို့သုံးသပ်ပြီးသွားပြီပေါ့ဗျာနော်အဲ့နောက်ထပ်အခြေအနေတည်ရဆိုလို့ရှိရင်အခုဟိုဝိုင်းခံရတဲ့စစ်တပ်တွေအကုန်လုံးမှာဝိုင်းခံရတဲ့တပ်တွေအကုန်လုံးမှာဖျဲသည်တွေရှိနေတယ်ဆိုလိုချင်တာကဗျာကျွန်တော်တို့ဟိုကျွန်တော်တို့ဒီရှမ်းမြောက်ကိစ္စလေးပဲကျွန်တော်တို့ချက်ကြည့်လိုက်ရှမ်းမြောက်မှာသူတို့ကိုယ်တိုင် ဲ TNL A တို့ MND တို့ကိုယ်တိုင်ပြောပါတယ်ကျွန်တော်တို့ကဖျဲသီးကသတင်းပေးတယ်ဖျဲသီးကသတင်းပေးလို့ဥမာဖြစ်ဒီပေါ့နော်စစ်တိုင်းမှုဘယ်နေရာမှာရှိတယ်ရှိတဲ့နေရာကိုလက်နက်ချင်းနဲ့လမ်းပြတယ်အဲဒါကအခုစကမ်းနေကြတာအဓိကဖျဲသီးနဲ့ကိုဂျိုးစီးပွားရှာတဲ့အုပ်စုတွေကြောင့်ကြတာဆိုတော့ကျွန်တော်တို့ညင်းလို့မရတော့အဲ့တော့ချက်လက်တွေကျွန်တော်စုလာပါစီရေးချင်းတွေမှာချက်လက်တွေကျွန်တော်စုစုစုလာပါเนาะအဲ့တော့တမမှုဒီမှာရှိတယ်ဟေ့ဆိုရှင်အဲ့နေရာကိုလက်နက်တွေအလုံး ဟိုဘာမှမဆိုလို့ရှိရင် short light တုံးနဲ့အလုံးရာနဲ့ချီပြစ်တာပြစ်လို့ရှိရင်အဲ့နေရာမှာအကုန်လုံးအေးဘလော့ခောင်းမယ်အဓိကတော့အထဲမှာအတွင်းသတင်းသူတို့ကိုပေးလိုက်တဲ့အဲ့ကနေပြီးတော့လှမ်းပြီးတော့ပြစ်တယ်ဟောဒါကအခြေအနေပေါ့ဗျာနော်အထုတ်တူနောက်ထပ်ကျွန်တော်တို့နောက်ကငါအပိတ်ခံသွားတာအဲ့လိုပဲ